ီးခဲ့တဲ့ဘိုင်းမှာတော့ဒီယာနယ်နဲ့ကင်တို့ရဲ့အကြောင်းတွေကိုအနည်းငယ်တီးခဲ့ရပါတယ်အခြေရဆုံးတငယ်ချင်းဖြစ်သူဟေဘရန်ကိုလည်းခံစားနေရတဲ့နာကျင်မှုတွေဆုံးသက်သွားအောင်လို့ကင်ကားတက်နှုတ်ပေးခဲ့ပါတယ်အဲ့ဒီရဲ့အချိန်မှာအဲလစ်ဘတ်ကိုပြန်ပေးဖို့အတွက်မယ်လီယိုရက်စ်ကပြောနေပြီးဟန်ဒရီဆန်နဲ့တိုက်ခိုက်နေပါတယ် ကီဒန်နာကတော့ငငယ်တုန်းကမီလီယိုဒက်စ်လေ့ကျင့်ပေးတာတွေကိုပြန်တွေးနေကမာဂရက်ကိုလည်းတတိယနေပါတယ်။တနေရာရောက်မှဒရိုင်းဗတ်ကိုနားယူဖို့ပြောပြီးဂိုဒါရဲ့တိုက်ခိုက်မှုမှာဘာရီမြင်ခဲ့ရတာလဲလို့ကီဒန်နာကမိလိုက်ပါတယ်။ဘယ်တော့မှမလွတ်မြောက်နိုင်တဲ့ဒုစရိုက်တစ်ခုကိုဂိုဒါကသူ့ကိုပြန်ပြခဲ့တာဖြစ်ကြောင်းပြောကာကြံတဲ့လူတွေစီကိုပြန်သွားဖို့အတွက်ပြောလိုက်ပါတယ်။ကီဒန်နာရဲ့နာကိုတော့ဟန်ဒရီဆန်ရဲ့မော်မြင်ရှင်ကရောက်လာခဲ့ကနဇိုးရီချောင်းကိုပြောပြနေခဲ့ပြီးဟန်ဒရီဆန်နဲ့တိုက်ခိုက်တဲ့နာကိုကီဒန်နာကိုပို့ပေးလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်နှစ်ယောက်တိုက်ခိုက်ဖို့အတွက်ဖြစ်လာခဲ့ကကီဒန်နာနဲ့ လီယိုဒက်စတိုကတိုက်ခိုက်ခဲ့ပြီးဟန်ဒရီဆန်ကတော့အာသာနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ကီတန်နာရဲ့ပြင်ထန်လာတဲ့လက်စီတိုက်ခတ်တွေကိုတော့မယ်လီယိုဒက်စကမှတ်သားထုတ်ပြီးတော့ကာလိုက်ပါတယ်။ဟန်ဒရီဆန်ကအဲ့ဒါဟာနှစိုးမှတ်သားပဲလို့ပြောကာအာသာကိုလည်းဘလက်မဂျင်နဲ့ခုတ်ပိုင်းလိုက်ပါတယ်။မီးတောက်ကမငိမ့်နိုင်ဖြစ်နေတဲ့အချိန်မှာတော့အာသာရဲ့မော်စီယာမားကရောက်လာပြီးတော့မီးတောက်ကိုငိမ့်ပေးခဲ့ပါတယ်။ဂိုတာကလည်းပြန်နိုးလာခဲ့ကာဘန်ကိုအယုံခံမိဘူး။တူပဲတော်နေတာလဲလို့ကင်းကိုမီးလိုက်ပါတယ်။ဘန်ကတော့မီးရောက်ခန်းကိုတော်တယ်လို့ဝတ်တကားတစ်ခုကိုပွင့်နေခဲ့ပါတယ်။တတိမင်းနေတဲ့အလီစ်ဘတ်ကလည်းပြန်နိုးလာခဲ့ကာဘရင် ဖြစ်တူတူမှအပြင်နဲ့တွေ့ခဲ့ပါရယ်ဟန်ဒရီဆန်ရဲ့မော်စီယာမှာဗီဗီယန်ကပြန်ရောက်လာခဲ့ကမိသားစုတွေလွမ်းတယ်လိုက်ကြပါအောင်မကြခင်မှာအားလုံးဆုံးတတ်တော့မှာပါလို့ပြောနေပါရယ်ဂျီးဒန်နာကတော့သူငငယ်တုန်းကမယ်လီယိုဒက်စ်ပြောခဲ့တဲ့မင်းလုံးရမယ့်တာဝန်ကိုမင်းလုပ်ပါဆိုတဲ့စကားတွေကိုပြန်စင်စားနေကမယ်လီယိုဒက်စ်နဲ့တိုက်ခိုက်နေခဲ့ပါရယ်မယ်လီယိုဒက်စ်ကလည်းအဆုံးသတ်ကြရအောင်လို့ပြောကအာတာနဲ့တိုက်ခိုက်ပြီးသွားပြီဖြစ်တဲ့ဟန်ဒရီဆန်နဲ့နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေကြပါရယ်ဟန်ဒရီဆန်ကမော်စီယာမကိုလည်းစင်ခေါ်လိုက်ပြီးတော့တုံးယောက်တစ်ယောက်တိုက်ခိုက်နေရပါရယ်ကင်းကတော့ခေါင်းဆောင်ကိုစိတ်မပူဘဲနဲ့ ဲ့သူကတခုခုကိုစောင့်နေတာဖြစ်ကြောင်းဒီယာနဲ့ကိုပြောပြလိုက်ပါရယ်တဖက်မှာမာဂရက်ကတော့ဂီတန်နာကိုစိတ်ပူနေခဲ့ပြီးရဲတိုက်တခုစီကိုတက်နေခဲ့ပါရယ်အဲ့ဒီနောက်မှာတော့ဂီတန်နာရက်လိုက်ပါတော့လို့ပြောနေခဲ့ပြီးအမြင့်ပေါ်ကနေပြုတ်ကျသွားပါရယ်မယ်လီယိုဒက်စ်ကတော့၃ရောက်လုံးစီကလာနေတဲ့မော်ဇွန်အားတွေအားလုံးကိုကူးကန်နေရင်းမာဂရက်ပြုတ်ကျတာကိုမြင်နေရတယ်လို့တူတော့မှာကတ်နေတဲ့မော်တတဝါကောင်ကိုလည်းမြင်လိုက်ရပါရယ်သူ့ဓာတ်ကုတ်ချက်ကိုတော့မာဂရက်နောက်ကမော်တတဝါကောင်စီကိုလွှဲပြောင်းလိုက်ပြီးသူ့ကိုတိုက်ခိုက်လာတဲ့မော်ဇွန်အားတွေအားလုံးကိုကန်စားလိုက်ရပါရယ်ဟန်ဒရီဆန်ရဲ့ဓာတ်ကုတ်ချက်ကိုတီးရောမဲ့ချိန်မှာတော့ ့သူတစ်ချိန်ကဂီတန်နာကိုပြောခဲ့တာတွေကိုတွေးနေမိတယ်တကယ်လို့အရာရာကမင်းတို့ခက်ခဲကြမ်းတမ်းလာပြီးဘသူကမှအားကိုးစရာမရှိတော့တဲ့အခါဒီမော်မန်တန်လေးကိုယူလိုက်ငါကဒူစီယိုက်ခုနှစ်ပါးတဲ့ကဘသူတမ်းမစိုးတမ်းပါတယ်အဲ့ဒီစကားကိုပြန်တွေးမိနေတာပဲဖြစ်ပါတယ်ဂီတန်နာနဲ့ပထမအဦးဆုံးစားတွေ့ခဲ့တဲ့အဖြူရောင်မော်တစ်တော်ဦးမှာလည်းငါကဒူစီယိုက်ခုနှစ်ပါးတဲ့ကဘသူတမ်းမစိုးပို့တမ်းပါတယ်လို့ပြောခဲ့တယ်လို့ခုနကတက်ခိုက်နေရင်းနဲ့လည်းငါကဒူစီယိုက်ခုနှစ်ပါးတဲ့ကဘသူတမ်းမစိုးတမ်းပါတယ်ဆိုတဲ့စကားကိုဂီတန်နာကထပ်ပြောခဲ့ပါသေးတယ်အဲ့ဒီအတွက်ကြောင့်ဂီတန်နာတယောက်ခက်ခဲကြမ်းတမ်းမှုတ ကူကူနဲ့ရင်ဆိုင်နေရတာကိုမယ်လီယိုဒက်စ်ကသဘောပေါက်သွားခဲ့တာဖြစ်ပါတယ်။မာဂရက်ရဲ့တန်းတဲ့ချိန်ရောက်ခံထားရတာဖြစ်လို့အခုလိုမျိုးဟန်ဒရီဆန်ရဲ့မိန်းတွေကိုလိုက်နာနေခဲ့ရတာလည်းဖြစ်ပါတယ်။ပြုတ်ကျနေတဲ့မာဂရက်စီကိုတော့အာသာရဲ့မွန်ဆီယာမာကသွားခဲ့ခဲ့ကမယ်လီယိုဒက်စ်ကိုခုတ်တော့မဲ့ဟန်ဒရီဆန်ရဲ့ဒါချက်တွေကိုတော့ဂီတန်နာကဝင်တားခဲ့ပြီးဟန်ဒရီဆန်ရဲ့လက်ကိုဖျက်ပစ်လိုက်ပါတယ်။မင်းကငါအကြာကြီးခံစားနေရတဲ့ချိန်စာကနေလွန်မြောက်စေခဲ့တဲ့တူပဲလို့မယ်လီယိုဒက်စ်ကိုလည်းပြောလိုက်ပါတယ်။ဂီတန်နာမင်းကငါ့ကိုတိစားပေါက်ခဲ့တာပေါ့လို့ဟန်ဒရီဆန်ကပြောတော့ငါကအစကတည်းကမင်းရဲ့ရေပေါ်ရေပတ်မဟုတ်ဘူးလို့ပြောလိုက် လိုက်ပါရယ်မယ်လီယိုရက်ကျန်တာကိုတော့ငါနဲ့လွှဲထားလိုက်ပါအဖေးကိုတက်ခဲ့တဲ့သူကိုလက်စားပြန်ချေနိုင်မဲ့ဒီလိုချိန်မျိုးကိုတော်တော်ကြာအောင်စောင့်ခဲ့ရတာမူလီလို့မယ်လီယိုရက်ကိုပြောလိုက်ပါရယ်အဲ့ဒီနောက်မှာတော့ဟန်ဒရီဆန်ကိုချပောင်းများစွာခုတ်ကစည်းဝင်ချွေပေးလိုက်ရင်သူ့ကိုအမြဲတမ်းစောင့်ကြည့်နေတဲ့ငှက်ကိုလည်းမော်စွမ်းနဲ့ဖြစီပစ်လိုက်ပါရယ်မယ်လီယိုရက်ကအာသားကိုလည်းကျေးဇူးတင်ကြောင်းပြောနေတော့အာသားကအကောင်လုံးကသူ့မကြောင့်ပါလို့သူ့မောင်ပညာရှင်ကိုညွန်ပြလိုက်ပါရယ်ဟန်ဒရီဆန်ရဲ့မော်ဆရာမကတော့ဘယ်ချိန်ကတည်းကသတိထားမိသွားတာလဲလို့မယ်လီယိုရက်ကိုမေးလိုက်ပါရယ်အဖြူရမော်တော်အုပ်ထဲမှာကလေးက ကီကငါတင်မိထားတဲ့မန်တန်ကိုရွတ်တော့အကုန်လုံးကငါတတိထားမိသွားတာလေလူဆောင်ကြီးခံနေရတာရဲ့တယောက်ယောက်ကတစားကန်နေတဲ့ခေါ်ထားရဲဆိုတာကိုနားလည်လိုက်တယ်လို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်လိမ့်နေတာပဲနေတော့နှစ်ယောက်တကယ်တိုက်ခတ်ခဲ့တယ်လေလို့ပြောတော့ကီကသူချက်တဲ့မိမအတွက်တက်ကိုတောင်ရင်းရဲတယ်လို့ငါလဲငါချေရတဲ့ညီလေးအတွက်အတက်ကိုရင်းရဲတယ်လေလို့မယ်လီယိုဒက်စ်ကပြောလိုက်ပါတယ်လက်မခံနိုင်ဘူးဆိုကမော်ဆီယာမားကတူတို့ကိုတဏီယာပြီးတဏီယာပို့နေခဲ့ပေမဲ့အာသာရဲ့မော်ဆီယာမားကပဲဝင်ရောက်ဖြစ်ရှင်ပေးလိုက်ပါတယ်အဲ့ဒီလိုဒေါ်သားနဲ့လှုပ်တတ်တဲ့ချင်းကိုဖျောက်ဖို့ပြောတာဒါမေးသွားပြီလား ငါတပည့်မလေး BBN လို့ပြောကာသူမရဲ့တယုံမှန်ကိုထုတ်ပြခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့သူမရဲ့လေပင်ကအစာကျူဝတ္ထုစရတင်ဂီတာကပေါ်လာခဲ့ကသူမကအာသာနဲ့တူတူရှိနေလိမ့်မယ်လို့မထင်ဘူးလို့မယ်လီယိုရက်ကပြောလိုက်ပါတယ်ဟုတ်ပါတယ်သူမကတော့ဒူစရိုက်ခုနှစ်ပါးရဲ့အစာကျူဝတ္ထုစရိုက်မော်စရာမမာလေးပဲဖြစ်ပါတယ်အော်လီကတော့မြေရောက်ခန်းတစ်ခုစီကိုရောက်နေခဲ့ကတယောက်တည်းလျှောက်သွားနေခဲ့ပါတယ်အဲ့ဒီအချိန်တယောက်ယောက်လာနေတဲ့ကိုကြားရကြောင်းပုံနေခဲ့ကရောက်လာတဲ့သူကတော့ပန်မဲဖြစ်ပါတယ်